္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဘာလ28ရက်အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါ ပထမဆုံးသတင်းကတော့အရက်သားတွေကိုဘုံကျဲတိုက်ခိုက်တဲ့သတင်းပါ။တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ထိချုပ်ထားတဲ့ဒေသတွေထဲစစ်ကောင်မရှင်တပ်ရဲ့လေကြောင်းနဲ့ drone တိုက်ခိုက်မှုတွေကြောင့်ဒီလထဲမှာအရက်သား49ယောက်တိဆုပ်ခဲ့ပါတယ်။အော်တိုဘာတရနေ့ကနေ26ရက်နေ့အထိအရက်သားထိခိုက်တိဆုံးမှုစံချိန်တွေမြင့်တက်လာပါတယ်။ စုစုပေါင်းတန်ဃာရုံနဲ့ကလေးငယ်တွေအပါအဝင်အယက်သား49ယောက်သေဆုံးခဲ့ပြီးတော့81ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကတော့နမ်တူမျိုးနဲ့မန်လီရွာနဲ့မိုးမိတ်မျိုးကမကြီးပင်ရွာတို့ဖြစ်တယ်လို့ဆိုရမှာပါ။အော်တိုဗာလာ25ရင်းနဲ့29ရင်းတို့မှာတိုက်ခိုက်ခံခဲ့ရတာပါ။ နမ်တူကိုရောစစ်ကော်မရှင်တပ်ကဒရုန်းအသုံးပြုပြီးဘုံငါးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့မူမိတ်ကိုရောလီချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နေအိမ်တလုံးမိလောက်ပြည့်စည်သွားခဲ့ရပြီးရွာသူရွာသားတွေလည်းဘေးလွရာထွက်ပြေးတိတ်ရှောက်ခဲ့ကြရပါတယ်။စစ်ကော်မရှင်တပ်ဟာဒီလအတွင်းတအံသက်ထိချုပ်နေမည်ဖြစ်တဲ့နမ်တူမှန်တုံနမ်ဆန်တီဘောမူကုတ်မူမိတ်စားရမြို့နယ်တွေထဲလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်ခဲ့ပါတယ်။ TNL ကထုတ်ပြန်တဲ့စာရင်းအရဒီတိုက်ခိုက်မှုတွေကြောင့်နေအိမ်193လုံး၊စာသင်ကျောင်း5ကျောင်း၊ဖုန်းကြီးကျောင်း9ကျောင်း၊ဘုံစားထိမဲ့ပျက်စီးခဲ့ရပါတယ်။အခုလိုအရက်သားပြည့်မဲ့တွေပေါ်လေကျောင်း drone နဲ့လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေတာဟာစစ်ရဲစိုးမှုကျူးလွန်နေတာဖြစ်တယ်လို့နိုင်ငံရေးလေလာသူတွေကထောက်ပြနေပါတယ်။ ကချင်လူလဲ့ရီအဖွဲ KIO KIA ကထိ ंछ ုတ်ထားတဲ့မြန်မာတရုတ်နယ်စပ်ဂိတ်အလို့ကိုတရုတ်အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးပြန်ဖွင့်လိုက်ပြီးဖြစ်ပါတယ်။ပြန်ဖွင့်လင်းလိုက်တဲ့ဂိတ်တွေကတော့လွယ်ကျဲလိုက်စာမိုက်ကြာယန် ကပန်တီမန်စီပန်ဝါနဲ့ဖီမော်စားတဲ့ဂိတ်တွေဖြစ်ပြီးအော်တိုဗာလာ24ရက်နေ့ညပိုင်းကစပြီးဖွင့်လိုက်တာလို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ဒီလိုပြန်ဖွင့်တာဟာဒေသခံပြည်သူတွေအတွက်အဓိကလိုအပ်တဲ့စားသောက်ကုန်ပစ္စည်းတွေကိုတရုတ်ဘက်ကနေတင်သွင်းဖို့နဲ့မြန်မာဘက်ကငပြောအပါဝင်တီးနှံတွေပြန်တင်ပို့နိုင်ဖို့ရည်ရွယ်တယ်လို့လိုက်စားဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ လက်ရှိမှာဂိတ်၃ခုကလူအဝင်ထက်နဲ့ကုန်စည်တည်ဆောင်မှုတွေစနေပြီဖြစ်ပေမဲ့မြန်မာဖက်ချန်ကနေဆက်ဖြတ်ကျော်လူသူတွေအတွက်လိုအပ်တဲ့နေဆက်ဖြတ်ကျော်ခွင့်အထောက်အထား border pass ကိစ္စတွေကိုတော့နှစ်ဖက်ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီးလူအခွင့်အရေးဆိုင်ရာထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့တဲ့45 Rice အဖွဲ့အပေါ်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။45 rice ရဲ့လုံဆောင်ချက်တွေဟာဘဲလိုက်မှုတွေရှိနေပြီးရခိုင်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကိုပါ ထိခိုက်စေနိုင်တယ်လို့ ULAAA ကစွပ်စွဲလိုက်ပါတယ်။ ULEE ကအော်တိုဗာလာ25ရက်နေ့မှာထုတ်ပြန်တဲ့ကန့်ကွက်စာမှာ45 rice အဖွဲ့ကိုသူတို့ထောက်ခံအားပေးနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ၊ကုညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေကိုဖော်ထုတ်ချပနေတဲ့အဖွဲ့ဖြစ်တယ်လို့ဆွဆွဲထားပါတယ်။ Fortify Rights အဖွဲ့ရဲ့လောက်ရက်တွေဟာလူအခွင့်အရေးတရားမျှတမှုနဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နေပါတယ်ဆိုတော့ရခိုင်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ပဲအဲ့ဒီရည်မှန်းချက်တွေကိုပါဆင့်ကျင်ဖြည့်ဆည်းနေတယ်လို့ ULAAA ကဝေဖန်ပါတယ်ဒါအပြင် ULAAA ကမြန်မာနိုင်ငံထဲကတိုင်းရင်းသားဘာသာရေးနဲ့ဒေသဆိုင်ရာပဏိပတ်ခတွေကိုပုံပြီးပြင်းထန်လာစေဖို့45 rights အဖွဲ့ကရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေတယ်လို့လည်းပြည်တွင်ဝင်ဖန်ထားပါတယ် ဒါကြောင့် ULAAA က45 rice အဖွဲ့အနေနဲ့သူတို့ရဲ့ရည်တည်ချက်ကို ပြန်လည်သုံးသပ်ပြီးရခိုင်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆိတ်ကိုချိတ်ချောက်နေတဲ့ဗလိုက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့အခိုင်အမာတောင်းဆိုလိုက်ပါတယ်။2025ခုနှစ်အထွေထွေရေကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလကိုဒီကနေ့အောက်တိုဘာလ28ရက်နေ့မှာစတင်လိုက်ပြီဖြစ်တယ်လို့ရေကောက်ပွဲကော်မရှင် UEC ကတရားဝင်ကြေညာလိုက်ပါတယ်။ UEC ကတော့ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့သူတို့ရဲ့မူဝါဒတွေနဲ့ကတိကဝတ်တွေကိုလိုက်လံစည်းရုံးဟောပြောခွင့်ပိုစတာတွေစိုက်တူခွင့်တွေရပြီလို့ပြောပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲဥပဒေကိုတော့တည်တည်ကြကြလိုက်နာရမယ်လို့တတိပေးထားပါတယ်။ အထွေထွေသဘိတ်ပေါင်းစည်းညနိုင်အင်အားစု GSCB ကတော့စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲရဲ့မွဲဆွယ်စည်းရုံးရေးကာလကိုသဘိတ်မောင်းစန့်ကျင်ရေးကာလအဖြစ်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်မြို့နယ်ပေါင်းရီအများကြီးမှာစီးရီပဏိပခရီပြင်းထန်နေသေးပါဒါကြောင့်နိုင်ငံရေးပါတီအများစုဟာမြေပြင်မှာလူထုစည်းရုံးမှုကြီးတွေလုံနိုင်ခြင်းမရှိသေးဘဲအွန်လိုင်းနဲ့ဒေတာအလိုက်သေးငယ်တဲ့လှုပ်ရှားမှုတွေနဲ့ပဲစတင်နေရတာကိုတွေ့ရပါတယ်။ ဒါပြင်အဓိကစွေးစရာကတော့စစ်ပေးလျှောက်ဥယျာဉ်တွေတအားများနေတာနဲ့တော်လရင်အင်အားစုတွေထိတ်ချုပ်ထားတဲ့ဒေသတွေမှာရွေးကောက်ပွဲကိုလွလွလပ်လပ်လုပ်နိုင်မဲ့အခြေအနေလုံးဝမရှိတာပဲဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကတော့စစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲကိုပြပြတသားကန့်ကွက်ထားပါတယ် ဒီရွေးကောက်ပွဲဟာစစ်အာဏာရှင်တက်ဆိုးရှိဖို့အတွက်လုပ်တဲ့အယောင်ပြပွဲတက်တက်ပဲလို့ရွေးကောက်ပွဲစောက်ကြည့်သူတွေနဲ့နိုင်ငံရေးလေးလာတုံးသက်သူတွေကပြောပါရယ်ခုဆက်ပြီးတော့နိုင်ငံသကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ အရှိတောက်အာရှနိုင်ငံများအသင်းအာဆီယံရဲ့ခေါင်းဆောင်တွေကဒီဇင်ဘာလမှာကျင်းပမယ့်မြမရွေးကောက်ပွဲတွေအတွက် အာဆီယံအနေနဲ့တရံဝင်လိလာသူမလူဖို့စုံဖြတ်လိုက်ပါတယ်မြန်မာစစ်ကောမရှင်ကတော့အာဆီယံနိုင်ငံတွေကိုရွေးကောက်ပွဲလာရောက်လေ့လာဖို့ဖိတ်ကြားထားခဲ့တာဖြစ်ပါတယ်။အမီမဖော်လိုတဲ့တက်တမန်တွေရဲ့ပြောကြားချက်ကို The Diplomat တည်င်္ဂါကိုးကားရာမှာတော့အာဆီယံအဖွဲ့အသွင်းမှာအာဆီယံအဖွဲ့ကြီးကိုကိုးစားပြုတဲ့လေ့လာရေးအဖွဲ့စီလူဖို့ကိုအားလုံးရဲ့သဘောတူညီချက်မရဘူးလို့ဆိုပါတယ်။ ဒါပေမဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တီးခြားတနိုင်ငံချင်းလေ့လာသူဆေလွတ်တာကိုတော့တားမြစ်မထားဘူးလို့ဆိုပါတယ်။အာဆီယံအနေနဲ့တရံဝင်လေ့လာသူကိုဆေလွတ်မှာမဟုတ်ဘူးလို့ဆိုလိုက်တာကတဏီအာဖြစ်ပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးဆိုတဲ့ဆိုလိုရင်းလည်းဖြစ်ပါတယ်။အာဆီယံကအတိမတ်မပြုတ်ဘူးဆိုပေမဲ့လည်းရွေးကောက်ပွဲကိုတော့မြန်မာစစ်တပ်ကမဖြစ်မနေအကောင့်ထဲပုံမဲ့အရေးအယာရှိနေပါတယ် မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးစအချိန်မှာအာဆီယံခေါင်းဆောင်တွေကမြန်မာစစ်ခေါင်းဆောင်ကို ခေါ်ယူပြီးအာဆီယံဘုတ်သဘောတူညီချက်ကိုချမှတ်ခဲ့ပေမဲ့မြန်မာဘက်ကဒါကိုလိုက်နာကျင့်သုံးတာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်အာဆီယံကအာဏာသိမ်းထားတဲ့နိုင်ငံရေးအစ်စ်ခေါင်းဆောင်တွေကိုအာဆီယံရဲ့အစ်စ်မြက်စည်းဝေးတွေမှာပါဝင်ခွင့်ကိုရုပ်သိမ်းထားပါတယ်။ မလေးရှားနိုင်ငံမှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာပါဝင်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်နိုင်ငံကိုတွားရောက်ခဲ့ပြီးဂျပန်ဝန်ကြီးချုပ်အသစ်စနိုင်းတာကာအီချီနဲ့တွေ့ဆုံခဲ့ပါတယ်အမေရိကန်နဲ့ဂျပန်ခေါင်းဆောင်နှစ်ယောက်တို့ကကုန်သွယ်ရေးနဲ့မြေရှားတတုဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုင်နိုင်ရဲ့အကြအရေးကြီးတဲ့မြေရှားတက်တူတွေထုတ်လုပ်ရမှာအထောက်အကူဖြစ်စေမဲ့မူဝါဒတွေကုတ်သွယ်ရေးအစီအမံတွေနဲ့ပူးသွဲညှိနှိုင်းရေးလှုပ်ဆောင်မဲ့ယင်းဒီမြုံနယ်မှုတွေကိုပူးသွဲလှုပ်ဆောင်သွားဖို့သဘောတူညီကြပါတယ် American ဟာ electronic ပစ္စည်းတွေလျက်စစ်ကားတွေစစ်တုံးပစ္စည်းတွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတက်တူရရှိရေးမှာတရုတ်ပေါ်မိခိုမှုကိုရှင်းချဖို့စူးစမ်းနေတာလည်းဖြစ်ပါတယ် မကြသေးခင်တုန်းကတော့အမေရိကန်ဟာမလေးရှားထိုင်းနဲ့ဩစတြေးလျတို့နဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။ခေါင်းဆောင်နှယောက်စလုံးကအမေရိကန်နဲ့ဂျပန်ဆက်ဆံရေးရွှေခေတ်ခေတ်စ်ကိုစတင်လိုက်ပြီလို့ကြေညာပါတယ်။ဂျပန်နိုင်ငံကတင်ပို့တဲ့ကုန်ပစ္စည်းတွေအပေါ်အမေရိကန်ကကုန်သွယ်ခွန်15ရာခိုင်နှုန်းကောက်သွားမယ်လို့လည်းအစောတက်သဘောတူညီချက်ကိုချမှတ်ခဲ့ပါတယ်။ အရင်ကလေးကသဘောတူထားခဲ့ပေမယ့်မနေ့ကအင်ကန်နေမှာမှအစုံသက်သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ဟာဂျပန်နိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကိုသွားရောက်မှာဖြစ်ပြီးအဲဒီမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံဖို့အစီအစဉ်ရှိပါတယ်။ နောက်တဲ့တဲ့တပုတ်ကတော့အာဆီယံထိပ်သီးညီလာခံအတွင်းမှာအမေရိကန်ကအာဆီယံနိုင်ငံတချို့ကကုန်ပစ္စည်းတွေကိုကုန်သွယ်ခွင့်ကင်းလွတ်ခွင့်ပြုမယ်လို့သဘောတူခဲ့ပါတယ်။အဲ့လိုသဘောတူညီချက်လုပ်ခဲ့တဲ့နိုင်ငံတွေကတော့မလေးရှား၊ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေပါဝင်ပါတယ်။ မလေးရှားနိုင်ငံကတော့အမေရိကန်ကသွင်းကုန်1933မျိုးကိုကုန်သွယ်ခွင့်လွတ်တင်သွင်းခွင့်ပေးမှဖြစ်ပြီး အမေရိကန်ကတော့အာကာသဆက်ပစ္စည်းနဲ့အစိတ်ပိုင်းတွေဈေးဝါပစ္စည်းတွေနဲ့မလေးရှားရဲ့အဓိကပို့ကုန်ရင်းဖြစ်တဲ့စီအုံကိုကိုနဲ့ရော်ဘာတွေကိုအမေရိကန်ကအခွင့်လွတ်ခွင့်ပြုမှဖြစ်ပါတယ်။ ထိုင်းကမ္ဘောဒီးယားနိုင်ငံတွင်လည်းအမေရိကန်သဘောတူညီမှုမှာတော့အမေရိကန်ကထိုင်းနဲ့ကမ္ဘောဒီးယားကိုတင်သွင်းတဲ့ကုန်ပစ္စည်းအလုံးနီးပါးကိုထိုင်းနဲ့ကမ္ဘောဒီးယားကအခွန်ကောက်ရာကိုဖျက်သိမ်းပေးမှာဖြစ်ပါတယ်။အမေရိကန်ဘက်ကတော့သတ်မှတ်ထားတဲ့ကုန်ပစ္စည်းတွေကိုကုန်သွယ်ခွန်၃ညရာခိုင်နှုန်းနဲ့တင်သွင်းခွင့်ပေးပြီးကျန်တဲ့ကုန်ပစ္စည်းတွေကိုတွင်းကုန်ခွန်၁၉ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပါတယ်။ ဘယ်ပစ္စည်းတွေကိုအခွန်လွတ်တင်သွင်းခွင့်ပေးမယ်ဆိုတာကိုတော့တိတိကျကျဖော်ပြတာမရှိသေးပါဘူး။ထိုင်းနိုင်ငံကအမေရိကန်ရဲ့စိုက်ပျိုးရေးထုတ်ကော်ရေးစွမ်းအင်နဲ့လီရင်တွေအပါအဝင် တွင်းကုတ်69ရက်ခိုင်နှုန်းကိုအခွန်ကင်းလွန်ခွင့်ပြုမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားရဲ့အတ္တိကပို့ကော်ရေးဖြစ်တဲ့အဝတ်အထည်နဲ့ဖက်နက်တွေပါဝင်မှုရှိမရှိအတိအကျပြောတာမျိုးလည်းမရှိသေးပါဘူး။ကမ္ဘာအသက်ကြီးဆုံးနိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ကင်မရွန်နိုင်ငံကသမ္မတဟာရွေးကောက်ပွဲအနိုင်ရပြီးရှစ်ကြိမ်မြောက်အဖြစ်သမ္မတတာဝန်ဆက်ပြီးယူသွားမှာဖြစ်ပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့ပေါ်ဘီယာဟာကင်မရွန်နိုင်ငံကို1982ခုနှစ်ကတည်းကအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ဖွဲ့စည်းပုတ်အခြေခံဥပဒေကောင်စီကပြီးခဲ့တဲ့ရွေးကောက်ပွဲကိုတမဒါပေါ်ဘီယာကမဲဆန္ဒ53ရခိုင်နှုန်းနဲ့အနိုင်ရရှိကြောင်းကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲမဲရည်သွဲမှုမှာအငင်းပွားမှုတွေရှိခဲ့ပေမဲ့အခြေခံဥပဒေကောင်စီကပေါ်ဘီယာကိုတမဒါအသစ်အဖြစ်အတိမတ်ပြုခဲ့တာဖြစ်ပါတယ်။ အာဖရိကအလယ်ပိုင်းနိုင်ငံဖြစ်တဲ့ကင်မရွန်းနိုင်ငံရဲ့သမဒသက်တမ်းဟာခုနှစ်နှစ်ဖြစ်တဲ့အတွက် သမဒသက်တမ်းကုန်အောင်ထမ်းဆောင်မယ်ဆိုရင် သမဒဘောဘီယာကအသက်69နှစ်အထိတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။တဲ့တင်တဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်းလိုင်းလေးကနေတောက်ကြနေအထိညာတိုင်းရုပ်သက်သက်တဲ့အစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။